မင်္ဂလာပါရှင်။ဘာမခဲတဲ့တဲ့ရင်ဌာနမှာပြန်လေးကြိုဆိုလိုက်ပါရရှင်။ယခုချိန်မှစပြီးမေလ30ရက်နေ့နောက်ဆုံးရသတင်းများကိုအစီအခံတင်ဆက်ပေးပါရမရှင်။ပထမအဆုံးသတင်းအနေနဲ့ပင်လောင်မြို့နယ်စောင်းပြောင်းကျေးရွာရှိစစ်တပ်စခန်းကိုတင်ပိုင်ရရှိပြီးပြည်ရင်တို့ပြည်သူစစ်ဗိုလ်မှူးအပါအဝင်စစ်သားအများပြားတည်ဆုံကစစ်တုံးမဲများနဲ့လက်နက်ခဲယမ်းများတင်စီရရှိဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။ ရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်မြို့နယ်စောင်းပြောင်းကျေးရွာရှိစစ်တပ်စခန်းကိုသိမ်းပိုက်ရရှိခဲ့ရာ PNO ပြည်သူ့စစ်ဗိုလ်မှူးအပါဝင်စစ်သားအများပြားတေဆုံးကစစ်တုံးမင်းများနဲ့လက်နက်ခဲရဲ့အများပြားသိမ်းဆီးရရှိခဲ့ကြောင်းဖေကုံ PDF တထောင်နှစ်တရင်ကသတင်းထုတ်ပြန်သည်။မေလ18ရက်နေ့မှစတင်၍ပင်လောင်မြို့နယ်စောင်းပြောင်းကျေးရွာရှိစစ်သား PNO ပြည်သူ့စစ်များပူးပေါင်းကတက်ဆွဲထားသည့်စစ်ကောင်စီစခန်းကိုကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာစခန်းမကျဆုံးစေရေးအတွက်စစ်ကောင်စီတပ်က၄ ချောင်းလက်နက်ကြီးပစ်ကူအများအများအုံပြုကခုခံခဲ့ကြောင်းသိရသည်ထို့သောလေးချောင်းလက်နက်ကြီးပစ်ကူအများအများအုံပြုခုခံခဲ့တော်လဲမေလ26ရက်နေ့တွင်တုံလိုင်းတပ်ဖွဲ့များကတိမ့်ပတ်ရရှိခဲ့ခြင်းဖြစ်ကြောင်းရင်းစခန်းသိမ်းတိုက်ပွဲအတွင်း PNO ပြည်သူစစ်ဗိုလ်မှူးအပါအဝင်အတင်းအဓမ္မစစ်သားစုဆောင်ခံရသူပအိုးလူငယ်အများအပြားတိုက်ဆုံမှုရှိပြီးစစ်တုံးမှန်များလက်နက်ကင်ရဲများအများအများတိမ့်စီရရှိခဲ့ကြောင်းသိရသည် အခုချိန်အထိစစ်ရေးတင်းမာနေတော့မယ်သူတို့ဘက်ကလည်းယာယီအဖြစ်စုတ်ခွာသွားပြီးမယ်ပြန်ပြီးစစ်ကြောင်းထုတ်မယ်အလားလားရှိတယ်အခုအချိန်အထိပြည်သူတွေတော်လာဖို့စိတ်မချရသေးပါဘူးပြည်သူတွေတရီထားတော်လာကြဖို့ပြောချင်ပါတယ်ဟုခရင်နီတော်လိုင်းရင်တရင်ရင်မြစ်တခုကရှန်ကုန်ခေတ်တဲ့တရင်ဌာနထံသို့ပြောဆိုသည် ဆောင်းမြောင်ကျေးရွာစစ်တပ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်မှုတွင်ဖေကုံ PDF တထောင်နှင့်တရင်နှင့်မဟာမိတ်တပ်ပေါင်းစုများပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးအချို့သောတပ်လွှင့်ရဲဘော်များထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ထို့သောဆောင်းမြောင်ကျေးရွာစခန်းသိမ်းပိုက်ခင်ရပြီးနောက်အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် PNO ပြည်သူစစ်များသည်ဆောင်းမြောင်ကျေးရွာရှိပြည်သူနေအိမ်များကိုမိရှို့ဖျက်ဆီးနေကြောင်းတိုက်ပွဲကြောင်းဆောင်းမြောင်ကျေးရွာနေပြည်သူအလုံးထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့မူရင်ဆေးဝါးနှင့်မပတ်သက်ဟု UWSA ကညင်းဆိုတော်လေးတက်တီများရှိဟုထိုင်းဝန်ကြီးချုပ်ဟောင်းသက်စင်ပြောမြန်မာစစ်တပ်နှင့်တရုတ်အစိုးရကိုအကူအညီတောင်းမိဖြစ်ပြီးမကူညီရင်ထိုင်းကကိုယ်တိုင်ကင်တွယ်မည်ဟုဆိုဆွဲတဲ့တွင်ကိုတင်ဆက်ပေးမှာပဲဖြစ်ပါရဲ့ရှင်။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင်အခြေစိုက်ထားသော UWSA ဝါတက်ဖွဲ့ကမွေးရည်စေဝါနှင့်မပတ်သက်သောတရားဝင်ညင်းဆိုထားသောလေထိုင်းဝန်ကြီးချုပ်ဟောင်းတက်စင်ကမူမွေးရည်စေဝါနှင့်ပတ်သက်သောတသက်များရှိနေသည်ဟုထုတ်ဖော်ပြောဆိုသည်ဝါပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်နေမည်များတွင်မွေးရည်စေဝါတက်ခွဲခဲများရှိနေသောတသက်များရှိကြောင်း UWSA ကြောင်းထိုင်းနိုင်ငံအတွင်းသို့မွေးရည်စေဝါများဝင်ရောက်လာနေခြင်းဖြစ်ပြီးမြန်မာနိုင်ငံအနေဖြင့်အေးအေးယူဆောင်ရွက်မှုမရှိပါကနိုင်ငံတကာအနေဖြင့်အေးအေးယူဆောင်ရွက်တဲ့ကြောင်း ထိုင်းဝန်ကြီးချုပ်ဟောင်းသက်စင်ကဆိုသည် UWSA ပြောရေးဆိုခွင့်ရှိသူဦးညီရန်ကထိုင်းဝန်ကြီးချုပ်ဟောင်းသက်စင်ပြောဆိုချက်ကိုညှင်းဆိုထားပြီးမူရင်စေဝါနှင့်ပတ်သက်သောတည်ထောင်ထောက်ထားမရှိကြောင်း UWSA အနေဖြင့်မူရင်စေဝါကိုတိုက်ဖြတ်နေပြီးမူရင်ကုံတဲ့များကဝါနယ်မြေကိုဖျက်ဆီးသွားလာမှုများရှိနိုင်ကြောင်းရင်းမှာ UWSA ပါဝင်ပတ်သက်မှုမဟုတ်ကြောင်းထုတ်ဖော်ပြောဆိုထားသည်ထိုင်းဝန်ကြီးချုပ်ဟောင်းသက်စင်ကမူ၎င်းထံတွင်တည်ထောင်ထောက်များရှိနေပြီးမြန်မာစစ်တပ်နှင့်တရုတ်အစိုးရကိုအကူအညီတောင်းမိဖြစ်ကြောင်း အကယ်၍မြန်မာစစ်တပ်နှင့်တရုတ်အစိုးရကအရေးမယူရင်ထိုင်းနိုင်ငံကကင်တွယ်ရလိမ့်မည်ဖြစ်ကြောင်းပြောဆိုသည်ထိုင်းဝန်ကြီးချုပ်ဟောင်းတက်ဆင်ကမေလ28ရက်နေ့တွင် UWSA ကမွေးရစေဝါထုတ်လွှတ်မှုများ၏နောက်ကွယ်တွင်ရှိနေကြောင်းတရားဝင်ထုတ်ပေါ်ပြောဆိုလာခြင်းဖြစ်ပြီးမွေးရစေဝါနှင့်ပတ်သက်သောအထောက်အထားနှင့်သက်သေများကိုမှထုတ်ပြနိုင်ခြင်းမရှိပေ ဆက်လက်ပြီးကမ်းပလူရင်မြို့ပေါ်ရောကြေးရွာများပါမကျန်ဆဲအုပ်စုပေါ်တာဆွဲမှုများဆူဆူဝဝလှုပ်ဆောင်နေစမှုထန်အစားထိုးကြီး380အထိဈေးပေါက်နေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းနိုင်ကမ်းပလူမြို့နယ်မှာအရက်ဆိုင်ထိုင်သူတွေအပါအဝင်မြို့ပေါ်နဲ့ကြေးရွာတွေကအရက်သား100နေပါကိုစစ်ကောင်စီကပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းကျွန်းလာကမ်းပလူတက်ကြလှုပ်ရှားသူများအဖွဲ့ကမ်းပလူခရိုင်တာဝန်ရှိသူကမောင်းကိုပြောပါရယ်။ မေလ23ရက်နေ့ညနေပိုင်းကကမ်ဘလူမြို့ပေါ်အမှတ်1ရပ်ကွက်နဲ့အမှတ်2ရပ်ကွက်တွေမှာအရက်ဆိုင်တိုင်းနဲ့အရက်သားအယောက်30နေပါစစ်မှုထမ်းအတွက်ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရကြောင်းသိရပါဗျ။စစ်အုပ်စုကအဆိုပါဖြစ်စဉ်မတိုင်ခင်မေလ3ပိုင်းကလေးကပေါ်တာဆွဲဖမ်းဆီးတာတွေကိုရှိန်မြင့်လုဆောင်နေခဲ့တာဖြစ်ပြီးမော်တော်နဲ့ကံကြီးကုန်းရွာတွေကအရက်သား60နေပါလဲဖမ်းဆီးခံခဲ့ရတယ်လို့သိရပါဗျ။စစ်ကောင်စီလက်ပါစီတွေကပေါ်တာဆွဲဖမ်းဆီးခံရသူတွေစီကငွေ30ခန်းအထိတောင်းတက်တယ်လို့လဲကျွမ်းလကမ်ဘလူတက်ကြွလှူရှာသူများဖွဲ့ကမ်ဘလူ ခရိုင်တာဝန်ရှိသူကပြောပါရယ်။ဒါပြင်မေလ15ရက်နေ့နဲ့16ရက်နေ့တွေကလည်းနမ်မင်စင်းအတိကျနဲ့အိမ်နိုင် ရာရောက်လာရောက်ခေါ်ဆောင်တာမျိုးတွေရှိခဲ့တယ်လို့လက်ဖက်ရည်ဆိုင်ထိုင်သူတွေပါဖမ်းဆီးခံခဲ့ရကြောင်းသိရပါရယ်။ကမ်ဘလူမျိုးပေါ်ကပေါ်တာဆွဲဖမ်းဆီးမှုတွေကိုအမှန်နဲ့ရက်ွက်အုပ်ချုပ်ရေးမှုရဲ့တားဖြစ်သူဖြူစော်တီအောင်သူထွန်းဆိုသူနဲ့စစ်အုပ်စုလက်ပါစေတွေကဥဆောင်ပြုလုပ်နေတာဖြစ်ပြီး ဖန်ဆင်းရမိသူတွေကိုငွေကြက်သိန်းဆယ်နဲ့ချီငွေညစ်တောင်းခံရင်ကမ်းဘလူမျိုးနဲ့ကြမ်းခံရေးယုံအပါဝင် OSS ယုံနဲ့တထောင်ချောက်တင်ကားတရင်တွေစီပို့ဆောင်နေကြောင်းသိရပါဗျ။ဒါပြင်ကျေးရွာတွေစစ်မှုထမ်းမဲပေါက်သူတွေကိုစားစက်တက်ထဲလိုက်ပေးသူအတွက်သိန်း90အထိဈေးကွက်ပေါင်နေတယ်လို့စစ်မှုထမ်းခြေအတွက်တရင်အောင်တသိန်းခွဲအထိပေးဆောင်ရတာမျိုးတွေလည်းရှိကြောင်းစစ်မှုရန်ကိစ္စတွေအတွက်ဆဲအုပ်စုလက်ပါစီအုပ်ချုပ်ရေးမှုဆိုသူတွေကငွေညစ်တောင်းခံတာတွေအဓိကလှုံ့ဆော်နေတာဖြစ်ကြောင်းသိရပါဗျ။ရွာဘက်တွေရောမျိုးပေါ်ဆိုတရား ကျော်မဲထင်းနဲ့ဇက်တိုက်ဆွဲနေတာပါအသက်40အရွယ်တွေပါပါတယ်မလိုက်ချင်ရင်ပတ်စံပေးဖို့အခုကစစ်မှုထမ်းလူစားထိုးဖို့ကို380လောက်အထိတောင်းတာပါတော်တော်ဆူဆူဝဝငွေညှစ်နေတာပါလို့ကျွမ်းလာကမ်ဘလူတက်ကြွလှူရှာသူများဖွဲ့ကမ်ဘလူခရင်တာဝန်ရှိသူကမောင်းကိုပြောခဲ့ပါတယ်ကမ်ဘလူမျိုးနဲ့အတွင်းစစ်မှုရန်အင်အားစုဆောင်မှုကိုပြူစောတိကောင်းဆောင်တင်ငန်းဝတ်ဝါတော်ဝါနဲ့နောက်ပါတွေကဥဆောင်လောက်ကိုင်းနေတာလို့လည်းသိရပါတယ် ဆက်လက်ပြီးစကိုင်းငလင်ကြီးလှုပ်ခတ်ပြီးနောက်အကြမ်းဖက်စစ်တပ်ကလေးချောင်းတိုက်ခိုက်မှုပေါင်း905ကြိမ်ပြုလုပ်ခဲ့ပြီးပြည်သူ436ဦးသေဆုံးခဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ စကိုင်းငလင်ကြီးလှုပ်ခတ်ပြီးနောက်မှာအစံဖက်စစ်တပ်က လေးချောင်းတိုက်ခိုက်မှုပေါင်း905ကြိမ်အထိပြုလုပ်ခဲ့ပြီးအဲဒီတိုက်ခိုက်မှုအတွင်မှာပြည်သူ436ဦးထိသေဆုံးခဲ့ရတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရလူအခွင့်ရေးဆိုင်ရာဝန်ကြီးဌာနရဲ့ထုတ်ပြန်ထားတဲ့အချက်လက်တွေရသိရပါတယ်။အစံဖက်စစ်တပ်ဟာမတ်လ28ရက်နေ့ကနေမေလ23ရက်အတွင်းရန်ကုန်တိုင်းနဲ့နေပြည်တော်ကလွှဲပြီးစံပြည်နယ်နဲ့တိုင်းတွေအကုန်လုံးကိုလေးချောင်းကနေတိုက်ခိုက်မှုပေါင်း905ကြိမ်အထိပြုလုပ်ခဲ့ရပြည်သူ436ဦးသေဆုံးပြီး826 တရားရရှိခဲ့တယ်လို့ဖော်ပြခဲ့ကြပါတယ်။တိဆုံရသူပြည်သူ436ဦးအထက်မှအသက်18နှစ်အောက်ကလေးငယ်62ဦးပါဝင်ပြီးအသက်18နှစ်အထက်က134ဦးဖြစ်ကကျန်242ဦးက အသက်အရွယ်မသိရှိရဘူးလို့ဆိုပါရယ်။ဒါ့အပြင်တန်ရာရသူ822ဦးထဲမှအသက်18နှစ်အောက်164ဦးပါဝင်ပြီးတော့အသက်18နှစ်အထက်164ဦးဖြစ်ကကျန်493ဦးကအသက်အရွယ်မသိရှိရဘူးလို့ဖော်ပြထားပါရယ်။ အကျန်းဖတ်ဆက်တဲ့ရဲ့လေးချောင်းတိုက်ခိုက်မှုတွေကိုကြည့်မယ်ဆိုရင်သခိုင်းတိုင်းမှာလေးချောင်းတိုက်ခိုက်မှု138ကျင်းအတွင်း139ဦးသေပြီး289ဦးဒဏ်ရာရချင်းပြည်နယ်အတွင်းမှာလေးချောင်းတိုက်ခိုက်မှု20ကျင်းအတွင်း16ဦးသေပြီး32ဦးဒဏ်ရာရမကွေးတိုင်းမှာလေးချောင်းတိုက်ခိုက်မှု61ကျင်းအတွင်း35ဦးသေပြီး54ဦးဒဏ်ရာရကချင်ပြည်နယ်မှာလေးချောင်းတိုက်ခိုက်မှု19ကျင်းအတွင်း56ဦးသေပြီး65ဦးဒဏ်ရာရ မန္တလေးမှာလေကြောင်းတိုက်ခိုက်မှု132ကြိမ်အတွင်100ဦးသေပြီး202ဦးဒဏ်ရာရ။ရှမ်းပြည်နယ်မှာလေကြောင်းတိုက်ခိုက်မှု25ကြိမ်အတွင်10ဦးသေပြီး18ဦးဒဏ်ရာရနဲ့ရခိုင်ပြည်မှာလေကြောင်းတိုက်ခိုက်မှု23ကြိမ်အတွင်25ဦးသေပြီး83ဦးဒဏ်ရာရတယ်လို့သိရပါဗျ။ဒါပြင်ကရင်နီပြည်မှာလေကြောင်းတိုက်ခိုက်မှု6ကြိမ်အတွင်17ဦးသေပြီး15ဦးဒဏ်ရာရ။ပဲခူးတိုင်းမှာလေကြောင်းတိုက်ခိုက်မှု33ကြိမ်အတွင်18ဦးသေပြီး18ဦးဒဏ်ရာရ။ကရင်ပြည်မှာလေကြောင်းတိုက်ခိုက်မှု30ကြိမ်16ဦးသေပြီး ီ55ဦးဒဏ်ရာရ ARD တိုင်းမှာ၄ချောင်းတိုက်ခိုက်မှု14ချိန်အတွင်း3ဦးသေပြီး2ဦးဒဏ်ရာရတနင်္သာရီတိုင်းမှာ၄ချောင်းတိုက်ခိုက်မှု14ချိန်အတွင်း9ဦးသေပြီး8ဦးဒဏ်ရာရနဲ့မွန်ပြည်နယ်မှာ၄ချောင်းတိုက်ခိုက်မှု17ချိန်အတွင်း2ဦးသေပြီး4ဦးဒဏ်ရာရတယ်လို့ဖော်ပြထားပါတယ်စကိုင်းငလျင်ပြည်တွင်ပြည်သူတွေအတွက်ကင်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးတွေလှုပ်ဆောင်မှုအတွက်အမျိုးသားညီညွတ်ရေးအစိုးရမြောက်ပိုင်းညင်နာမဟာမိတ်သုံးဘွဲ့နဲ့ KYA အဖွဲ့တွေကတစ်ဖက်သက်အပြစ်ရစဲပြီးခုခံစစ်ပွဲဆင်နွှဲမယ်လို့ထုတ်ပြန်ကြေညာထားချိန်မှာ အကြမ်းဖက်စစ်တပ်ကမြန်မာနိုင်ငံအနှံကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တာတွေအပါအဝင် မြေပြင်ကနေစစ်ကြောင်းထိုးတာတွေပါပြုလုပ်နေတာပါရှိခိုးဆလဘီစစ်ကောင်စီလက်နက်စက်ရုံတွေကိုကုတ်ကဲဥဆောင်နေတဲ့အရာရှိကြီးတွေကိုနာမည်နဲ့တကွထုတ်ပြန်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။အနာသိန်းစစ်ကောင်စီတရဲ့လက်နက်ထုတ်လုပ်ရေးစက်ရုံတွေကိုကုတ်ကဲဥဆောင်နေတဲ့စစ်တပ်အရာရှိကြီးတွေကို တမအင်စတီကျူးကဒီကနေ့မှနာမည်နဲ့တကွထုတ်ပြန်လာပါတယ်။ပြည်တွင်လက်နက်ထုတ်လုပ်မှုတွေရဲ့နောက်ွယ်ကအဓိကတာဝန်ရှိသူတွေကိုဖော်ထုတ်တဲ့အနေနဲ့တနက်များနောက်ွယ်မှသွေးစွန်းလက်များမြန်မာစစ်တပ်၏လက်နက်ထုတ်သူများအားဖော်ထုတ်ခြင်းအမည်အရ ုသေသနအစီရင်ခံစာတစာမှာဖော်ပြထုတ်ပြန်လာတာဖြစ်ပါတယ်စစ်ကောင်စီရဲ့ကာဝေးရေးပစ္စည်းထုတ်လုပ်ရေးအရာရှိယုံ ကကထုတ်ကအရာရှိချုပ်ဒုတိယအရာရှိချုပ်နှစ်ဦးနဲ့ကာဝေးရေးပစ္စည်းထုတ်ဆက်ယုံကပ္ပစ25ယုံကဆက်ယုံမှုတွေကိုဒီအစီရင်ခံစာကဖော်ထုတ်ထားတာလို့ဆိုပါတယ်စစ်တပ်ရဲ့နိုင်ငံတကာရာဆွေးမှုတွေမှာအသုံးပြတဲ့ကြီးစံပုံတုံးကြီးအစရှိတဲ့စစ်လက်နက်ပစ္စည်းတွေကိုကကထုတ်လက်အောက်ခံကာဝေးရေးပစ္စည်းထုတ်လုပ်ရေးဆက်ယုံကပ္ပစတွေကထုတ်လုပ်တယ်လို့ဆိုပါတယ်ကာဝေးရေးပစ္စည်းထုတ်လုပ်ရေးဆက်ယုံတွေက စစ်သားတွေဟာရခိုင်ကဆက်လက်နဲ့ထုတ်လုပ်ရေးကိုသာအဓိက တောင်းအရှူခဲ့တာဆိုပေမယ့်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကပ္ပစစစ်သားတွေဟာတိုက်ခိုက်ရေးဗမာလာတောင်းအထံဆောင်လာပြီးအရက်သားတွေကိုညှဉ်ပန်းနှိပ်စက်တပ်ဖြတ်တာနဲ့ကြီးရွာတွေကိုလက်နက်ကြီးပစ်ခတ်တာစားတဲ့ရာဇဝဲမှုတွေမှာပါကျူးလွန်လာခဲ့တယ်လို့တမအင်စတီကျူကဆိုပါတယ်။ကပ္ပစဆက်ယုံမှုတချို့ကစစ်တပ်ရဲ့တပ်နဲ့မှုတွေဖြစ်တောင်းဝန်ယူကြပြီးသက်ဆိုင်ရာတပ်နဲ့အတွင်လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေကိုအပြည့်အဝထိန်းချုပ်ခွင့်အာဏာရရှိထားကြတယ်လို့အစီရင်ခံဆောင် ှဖော်ပြထားပါရယ်။ဒါပြင်ကပ္ပစအရာရှိကြီးတချို့ကစေအုပ်စုဖိနှိပ်ရေးရန်တရားရဲ့အခြေခံအကြဆုံးရွေးနေတွေဖြစ်တဲ့ခရိုင်နဲ့မြို့နယ်အုပ်ချုပ်ရေးကောင်စီတွေမှာအဖွဲ့ဝင်တဲ့အဖြစ်လဲတာဝန်ယူကြတာတွေ့ရတယ်လို့ဆိုပါရယ်။ဒါကြောင့်ကပ္ပစစက်ရုံမှုတွေနဲ့စေအရာရှိကြီးတွေဟာစေအုပ်စုရဲ့ရာဇဝတ်မှုတွေကိုအထောက်အကူပြုသူတွေဒါမှကပဲရာဇဝတ်မှုကျူးလွန်သူတွေကိုတိုက်ရိုက်ကျူးလွန်သူတွေလည်းဖြစ်ပြီးနှိပ်စက်ညှဉ်းပန်းမှုတွေတပ်ဖြတ်မှုတွေတရားမဲ့ဖန်ဆင်းမှုတွေနဲ့အတင်းကျပ်ဆက်တောင်းဆူဆောင်းမှုတွေအတွက်တာဝန်ရှိသူတွေလည်းဖြစ် ဖြစ်တယ်လို့ဆိုပါတယ်။ဥရောပသမဂ္ဂနဲ့ဩစတြေးလျနိုင်ငံတွေကအမေရိကန် UK နဲ့ကနေဒါနိုင်ငံတွေလိုကာကွယ်ရေးပစ္စည်းထုတ်လို့ရအရာရှိချုပ်ယုံကကထုတ်အပေါ်တန်ခက်ပိတ်ဆို့မှုတွေချမှတ်ပေးဖို့ကိုလည်းတမအင်စတီကျူကတောင်းဆိုထားပါတယ်။